တောချီလိမ်မျိုး၌အစိမ့်မြင့်အင်းတွင်မှု အမတ်စဉ်ရှိစစ်ချုပ်တင်နန်းစင်ပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နေဆက်ရေးရဝင်ကြီးဌာနပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနရမ်းပြည်နယ်ရှိပိုင်းတောချီလိမ်မျိုးအမျိုးသမီးအင်းတွင်မှုတက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏အစိမ့်မြင့်အင်းတွင်မှုစစ်ချုပ်တင်နန်းအမတ်စဉ်ရှိတင်နန်းစင်ပွဲခန္ဓာကိုယနေ့နေ့စေနာရီကအဆိုပါတင်နန်းကျောင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဦးစွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင်းဝေတုံက နေဆက်ဒေတာရှိပြည်တော်စုတိုင်းရင်သာအမျိုးသမီးငယ်များ၏အနာဂတ်လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်တမွေးလုပ်ငန်းပညာသင်ကြားပေးလျက်ရှိသော နိုင်ငံတော်၏စေတနာနားလည်သိတတ်၍တက်မြောက်ထားသောစက်ချုပ်ပညာကိုအကျိုးရှိစွာအသုံးပြု၍ ဖွံ့ဖြိုးတိုးတက်သောအမျိုးသမီးများဖြစ်စေလိုကြောင်းအမှစကားပြောကြပြီးအမျိုးသမီးအိမ်တွင်းမှုတက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှကျောင်းဥဆရာမကြီးဒေါ်ရင်ရင်ထွေးကသင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ပါဝါပွိုင်းဖြင့်ရှင်းလင်းတင်ပြခဲ့ပါသည်။ဆက်လက်၍သင်တန်းတွင်ထူးကျွန်စုရရှိသူများနှင့်သင်တန်းစင်းလက်မှတ်များခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကပေးအပ်ခြင်းဖြင့် တင်နန်းသူတို့ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။အဆိုပါတင်နန်းသူ တာချီလိတ်ခရိုင်တွင်ရှိ မြို့များကျေးလက်ဒေသများမှာတိုင်းရင်းသူအမျိုးသမီးငယ်30ဦးတက်ရောက်ကာနိုင်ငံတော်မှကျောင်းအိတ်ကျောင်းစားစားစိတ်ငိမ့်နေတင်ထောက်ကူပစ္စည်း39မျိုးထောက်ပံ့ပေးပြီးလက်မှတ်နှင့်စင်တီမီတာဖြင့်စက်ချုပ်နီး22မျိုးလက်မှုပညာရပ်10မျိုးမုံးလုံးနီးနှင်းလျာချက်ပြုတ်နီး12မျိုးကိုရက်တက်တပတ်22ပတ်ကြာ စာရိတ်လက်တွေ့တင်ကြားပေးခဲ့ကြောင်းသိရှိရပါတယ်ခမညာ